ိတ်သမားအားလုံးပဲမင်္ဂလာပါခင်ဗျာ one friday 5 134ကိုပြိုင်ပွဲမှာ thai fighter mali plain shampoo နဲ့ philippine fighter mali isley momo ခေါင်းတို့ထိုးခဲ့တဲ့ပွဲစဉ်ကိုပြိသက်တွေစိတ်ဝင်စားရှိခဲ့ကြပါတယ်အလျှော်လာ fighter mali နဲ့အပြိုင်တဲ့ပွဲစဉ်ဆိုပြီးတော့ဘလို့ဖြေထွက်ပေါ်လာမလဲဆိုတာပြိသက်တွေကစောင့်ကြည့်ခဲ့ကြတယ်ခင်ဗျာပြီးတော့ thai fighter mali plain shampoo ကအသက်16နှစ်အရွယ်ပဲရှိသေးတယ်ဒါပေမဲ့သူဟာ payton fight နဲ့ thai fight ပြိုင်ပွဲတွေမှာ ရလကောင်းနေရအောင်ပြထားတာဖြစ်လို့ဝမ်းစင်မင်းထက်မှာဘလောင်းရွှတ်မှုတာထွက်လာပါလိမ့်မလားဆိုပြီးတော့စောင့်ကြည့်ကြတဲ့ပြည်သက်တွေလည်းရှိခဲ့ပါတယ်ခင်ဗျဒါပေမဲ့တကယ်ပွဲထိုးတဲ့ချိန်မှာဖိလစ်ပိုင်ဖိုက်တာမလေးအစ္စလီဘုံဘုံခေါင်းကပဲစိတ်ကြိုက်ထိုးပြီးတော့အနိုင်ယူသွားခဲ့ပါတယ်အစ္စလီဘုံဘုံခေါင်းကဒုတိယပွဲချီရောက်ပါတယ်ဘလောင်းရွှတ်မှုကိုအလဲထိုးနဲ့အမောက်သိမ့်ပြစ်လိုက်တာဖြစ်ပါတယ်ခင်ဗျဘလောင်းရွှတ်မှုကပေတုံဖိုက်တွေထိုင်းဖိုက်တွေမှာကောင်းမွန်တဲ့ရလဒ်တွေရရှိခဲ့ပေမဲ့ ဝမ်းစင်မင်းထက်မှာတော့လိုအပ်ချက်တွေအများကြီးရှိခဲ့ပါတယ်။ရှေ့မှာလည်းကျွန်တော်တို့သုံးသက်သူတွေပြောခဲ့ဥပါတယ်ခင်ဗျ။ Thai fight တို့ Phantom fight တို့မှာဘလောက်ပဲကောင်းကောင်းဝမ်းစင်မင်းထက်မှာရလက်ကောင်းရအောင်နိုင်မှုဆိုတာတတော်ကိုခတ်ပါတယ်။ပုံစံချင်းမတူဘူးဆိုတာတွေကိုသုံးသက်ပြတဲ့ Thai media တွေလည်းရှိခဲ့ပါတယ်ခင်ဗျ။အနည်းဆုံးပြောရရင်ဗျာ Thai fighter တန်တွန်တန်တော်ဆိုရင်ထိုင်းဖိုက်တွေမှာအရန်ကိုရလက်ကောင်းခဲ့တဲ့ဖိုက်တာဖြစ်တယ်။ဒါပေမဲ့အခုဝမ်းစင်မင်းတက်စီမှာရလက်ကောင်းရဖို့ ရုံးကန်နေရဆဲပဲဖြစ်ပါတယ်ခင်ဗျမလွန်ရှမ်ပူကလည်းဒီနေ့ပွဲမှာပွဲအစကတည်းကလိုအပ်ချက်တွေများနေခဲ့တယ်အစ္စလီဘုံခေါင်းကတော့ယုံကြည်ချက်အပြည့်နဲ့ကိုဖိကစားသွားခဲ့တယ်ပထမပွဲကြီးမှာတင်အစ္စလီဘုံခေါင်းရဲ့ခြေကန်ချက်တွေလက်သီးချက်တွေကိုမလွန်ရှမ်ပူကအသေးအံကာကွယ်နေခဲ့ရတယ်ဒက်ဖန့်ကစားရတယ်လို့ဖြစ်နေခဲ့တယ်ခင်ဗျဒါတော့မှအစ္စလီဘုံခေါင်းကလက်သီးချက်နဲ့ချက်ဆင့်ထိုးပြီးတော့ပလန်ရှမ်ဘူကိုနောက်တောင်းကြသွားစေခဲ့တယ်ပလန်ရှမ်ဘူအမှတ်စဉ်ရေတွက်ခံလိုက်ရတယ် ီတော့ပထမပွဲကြီးမှာတင်အမတ်အရာဘလန်ရှမ်ဘူးရှုံးတယ်လို့ဖြစ်သွားခဲ့တယ်ခင်ဗျာဒုတိယပွဲကြီးမှာတော့ဘလန်ရှမ်ဘူးလုံးဝတက်လုံးကြာသွားခဲ့တယ်ခဏလောက်ပဲရှင်ထိုးလိုက်နိုင်တယ်အဲ့နောက်ပိုင်းမှာအစ္စလီဘိုမောကောင်ကရှေကန်ချက်တွေလက်တိချက်တွေဇက်တိုက်ပစ်လုပြီးတော့ဘလန်ရှမ်ဘူးကိုကျိုးဝိုင်းတောင်းကိုပို့ပလိုက်တယ်ကျိုးဝိုင်းတောင်းကိုရောက်တော့ဒုတိုက်ချက်တွေရှေကန်ချက်တွေလက်တိတွဲလုံးတွေဇက်တိုက်ပစ်လုပြီးတော့အစ္စလီဘိုမောကောင်ကတခါတည်းပဲဘလန်ရှမ်ဘူးကိုအမောက်သိပ်ပစ်လိုက်တယ်ခင်ဗျာ ဟုတ်ကဲ့အခုပွဲစဉ်ကိုအနိုင်ရှိသွားခဲ့တာကြောင့်ဒစ္စလီဘုံဘုံခေါင်ဟာ1စင်မီတာမှာ၄ဘွဲထိုး၄ဘွဲနိုင်ဆိုတဲ့မှတ်တမ်းကောင်းကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်အခုပွဲမှာအလဲထိုးနဲ့အနိုင်ရဥသွားနိုင်ခဲ့တဲ့ဒစ္စလီဘုံဘုံခေါင်ကို1ကဘောနပ်စ်လဲပေးရရှိမိလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ